ဂါဇာတိုက်ပွဲပြန်ဆဖို့မိန့်ပေးခဲ့တဲ့နေတာညာဟုကိုအစ္စရေးပြည်သူတွေကဆန္ဒပြနေပါတယ်။အစ္စရေးနိုင်ငံဟာဂါဇာကမ်းမြောက်ဒေသကိုတိုက်ခိုက်မှုတွေပြန်ဆဖို့ဆုံးဖြတ်ပြီးနောက်ထောင်ချီတဲ့အစ္စရေးပြည်သူတွေဟာတဲလ်ဘစ်မြို့မှာရှိတဲ့ဟာဘီမာယင်ပြင်မှာအစိုးရစန့်ကျင်ဆန္ဒပြပွဲအတွက်စုဝေးပါတယ်။ လူစုလူဝေးကြီးနဲ့ဆန္ဒအဖော်ထုတ်မှုစတင်ခဲ့ပြီးတော့စစ်တပ်နဲ့ကာကွယ်ဝင်ကြီးဌာနချုပ်အနီးမှာရှိတဲ့ဘေကင်ဂိတ်စီခြိတက်ခဲ့ပါတယ်။အပြစ်ခတ်ရစဲရေးတပ်တန်းတို့ရဲ့ကန့်လန့်ချက်ကိုဟာမတ်ကပယ်ချတာကြောင့်အစ္စရေးဝန်ကြီးချုပ်ဗဂျင်မီနီတာညာဟုကဂါဇာကမ်းမြောင်ဒေသကိုတိုက်ခိုက်မှုတွေလုပ်ဖို့အမိန့်ပေးခဲ့ပြီးနောက်မှာအစ္စရေးပြည်သူတွေကနေတာညာဟုကိုဆန္ဒပြခဲ့တာပါ။ လွမြောက်လာတဲ့ Hamas တစားကန်တွေကလည်းစစ်ပွဲဆုံးသတ်ဖို့နဲ့ကြန့်ရှိနေသေးတဲ့၃ပန်း59ရောက်ကိုအ мян ဆုံးပြန်ပို့ပေးဖို့လဲ Tel Aviv တစားကန်ရင်ပြမှာတောင်းဆိုခဲ့ပါတယ်။ဖေဖော်ဝါရီဆောပိုင်းကလွမြောက်လာခဲ့တဲ့ American Israel နိုင်ငံသား Hamas ကိုအ мян ဆုံးဖိအားပေးကြဖို့နိုင်ငံတကာဖြစ်မြသူတွေကိုတိုက်တွန်းခဲ့ပါတယ်။အင်္ဂါနေ့ကဂါဇာကမ်းမြောက်မှာ Israel ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူ400ကျော်သေဆုံးခဲ့ကြောင်း Palestine ကျမ်းမာရေးအာဏာပိုင်တွေကပြောပါတယ်။ဒီတိုက်ခိုက်မှုကအဆပဲရှိတယ်လို့ Israel ကသတိပေးပြောဆိုတဲ့အခါမှာတော့အပြစ်ခတ်ရစေ စတင်ခြင်းကလေးကနှစ်လနီးပါးညင်သမွာပြည့်ဝသွားပါတယ် အစ္စရေးနဲ့ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဟာမတ်တို့ကအပြစ်ခတ်ရဲစရေးကိုချိုးဖောက်တယ်ဆိုပြီးပြန်လည်ဆွဆွဲနေပါတယ်။ဇန်နဝါရီလကတည်းကကြေကြေပြင်းပြင်းလှုပ်ဆောင်နေပြီးပျက်စီးတွေဖြစ်ကျင်ခဲ့တဲ့ဂါဇာမှာနေထိုင်သူနှစ်သန်းကျော်အတွက်စစ်ပွဲကနေအနားရဖို့မျှော်လင့်နေကြတာဖြစ်ပါတယ်။၂၀23အောက်တိုဘာ9ရက်တိုက်ခိုက်မှုမှာဖမ်းဆီးရမိတဲ့အစ္စရေးတပ်စခန်း250တဲက59ရာကိုဟာမတ်တို့ကထိန်းသိမ်းထားဆဲဖြစ်ပါတယ်။အစ္စရေးဟာတိုက်ပွဲတွေအဆုံးသတ်ဖို့စစ်စစ်ညှိနှိုင်းသမားတွေရဲ့ကြိုးပမ်းအထောက်အမှုတွေကိုထိခိုက်စေတယ်လို့ဟာမတ်ကဆွဆွဲထားပေမဲ့လက်တော့ပြန်မယ်ဆိုတဲ့ချိန်ချောင်းမှုတော့ ော့မရှိခဲ့ဘူးဆိုပါတယ်နောက်ဆုံးရရှိတဲ့အချက်လက်တွေအရဆိုရင်ဂါဇာမှာအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူ400ကျော်သေဆုံးသွားပြီလို့ဆိုပါတယ်။အစ္စရေးစစ်တပ်ကမတ်လ19ရက်နေ့မနက်စောပိုင်းမှာဂါဇာစီးတီးနဲ့ခံယူနေမျိုးတွေပါဝင်ဂါဇာမြောက်ပိုင်းအရှေ့ပိုင်းနဲ့တောင်ပိုင်းစိတ်ပိုင်းတွေကနေရာတော်များများမှာနောက်တကျော်အပြင်းထန်လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေနဲ့မျက်မြင်သက်သေတွေကပြောပါတယ်။ ဗော်ဒူနေတိုက်ခတ်မှုကြောင့်ဖြစ်တဲ့အသေးပြောက်စင်းကိုရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။အင်္ဂါနေ့ကလေကြောင်းတိုက်ခတ်မှုကြောင့်လူ143ခုထပ်မံအသေဆုံးတယ်လို့ကာဇာခြေဆက်ကျမ်းမာရေးအာဏာပိုင်တွေကပြောပါရယ်။အပြစ်ခက်ရစေးအတွက်အစ်ဇွေးနဲ့ဟာမတ်တို့ကြောင့်တွေ့ဝိုင်းညှိနှိုင်းနေတဲ့ဂျာကအင်္ဂါနေ့စောပိုင်းမှာလေကြောင်းတိုက်ခတ်မှုတွေဖြစ်ခဲ့တာပါ။ညီနိုင်တဲ့အပြစ်ခက်ရစေးရေးမှာလက်ကျန်အစ်ဇွေးတစားကန်တွေကိုပြန်လွှတ်ပေးရင်းနဲ့စစ်ပွဲဆုံးသက်ရေးပါပါရယ်။ ဒီလေကြောင်းတိုက်ခတ်မှုဟာနှလောင်းဤပါကြာနေတဲ့အပြစ်ခက်ရဲ့ဆေးရည်ကိုကျိုးပေါက်စေပြီး18လကြာစစ်ပွဲအပြေးဝပြန်လည်စစ်မီးတောက်လာမှစိုးရင်စေပါတယ်။အစ္စရေးလုံခြုံရေးတပ်ဟာဂါဇာကမ်းမြောင်တလွာပါလက်စတိုင်းအစ္စလာမစ်ဂျီဟတ်လှုပ်ရှားမှုနဲ့ ဟာမတ်တွေရဲ့အကြမ်းဖက်ပစ်မှတ်တွေလို့သူတို့ခေါ်တဲ့ပစ်မှတ်တွေကိုဆက်ပြီးတိုက်ခိုက်သွားမယ်လို့အစ္စရေးကဝေတ IDF နဲ့ရှင်ဘက်လုံခြုံရေးဌာနတို့ကအင်ကာလေမော်လယ်ပိုင်းမှာပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။အစ္စရေးလေကြောင်းတိုက်ခိုက်မှုကဂါဇာတလွားလူဦးရေသိသိတဲ့လူနေ area နဲ့စစ်ဆောင်ပြည်သူတွေစခန်းကိုပစ်မှတ်ထားခဲ့တယ်လို့ဟာမတ်ကာဇာအစိုးရမီဒီယာရုံးကပြောပါတယ်။သေဆုံးသူတွေထဲမှာဟာမတ်ဂျီနန်အရာရှိ9ဦးထပ်မင်းနဲ့သူတို့ရဲ့မိသားစုတွေလည်းပါတယ်လို့ဟာမတ်လုံခြုံရေးသတင်းရင်းမြစ်တွေကိုကိုးကားပြီးရိုက်တာကဖော်ပြပါတယ်။